မင်းရဲ့သမီးလေးကြီးလာရင်ပြောပြတဲ့နဲ့အချက်20နံပါတ်1ပတ်စံမှာကြားမမရှိဘူးဆိုတာမင်းရဲ့သမီးလေးကိုပြောပြပါယောက်ျားတွေပတ်စံရှာနိုင်တယ်လို့မိန်းမတွေလည်းပတ်စံရှာနိုင်တယ်ဆိုတဲ့အကြောင်းနဲ့ယောက်ျားတွေထပ်ပတ်စံပိုးရှာနိုင်တဲ့မိန်းကလေးတွေရှိနေတယ်ဆိုတဲ့အကြောင်းပေါ့နံပါတ်2ပတ်စံရှာဖို့အိရာတွေကိုမွေမယ်လုပ်ငန်းဝင်တွေကိုဝင်ဖို့ပြောပြပါလုပ်ငန်းဝင်အားရတဲ့ငွေဟာဂုံတိတ်ခါရှိပြီးအိရာထက်ကရတဲ့ငွေဟာဂုံတိတ်ခါမဲတဲ့ငွေဖြစ်တဲ့အကြောင်း ခွဲခြားသိအောင်ပြောပြပေးပါ။နံပါတ်3ငွေချဖို့အတွက်ခန္ဓာကိုယ်စိတ်ပိုင်းတွေကိုမတုံမဲ့အုံနောက်ကိုတုံတတ်ဖို့မင်းရဲ့သမီးလေးကိုပြောပြပါ။နံပါတ်4တက်တင်းနဲ့လက်ထပ်ဖို့ဘယ်တော့မှစုမတောင်းနဲ့ကိုယ်စွမ်းကိုယ်သားနဲ့ချမ်းသာတဲ့မိန်းကလေးဖြစ်အောင်ကြိုးစားဖို့အတွက်လည်းပြောပြပေးပါ။နံပါတ်5ဘယင်ကန်တရားနဲ့လက်ထပ်ဖို့ဘယ်တော့မှစုမတောင်းမဲ့ကိုယ်တိုင်မင်းသမီးတစ်ပါးလိုတောက်ပနိုင်အောင်ကြိုးစားဖို့ပြောပြပေးပါ။နံပါတ်6 မင်းရဲ့သမီးကိုမကောင်းတဲ့အမြင်နဲ့ယောက်ျားတွေအာရုံစိုက်ဖို့မကြိုးစားပဲအင်းငယ်အသက်ခါနဲ့ယောက်ျားတွေအာရုံစိုက်ခံရတဲ့အမျိုးကောင်းသမီးတစ်ယောက်ဖြစ်အောင်ပြောပြပေးပါနံပါတ်9မင်းရဲ့သမီးကိုအင်တာနက်ကမယိုတာမှုတွေအင်တာနက်ရဲ့နောက်ကွယ်ရာစိုးကြိုးတွေကိုနားလည်အောင်ပြောပြပေးပါနံပါတ်10အင်တာနက်မှာတူတင်တဲ့ post တွေတူတင်တဲ့လှတာပုံတွေကတစ်ချိန်မှာသူ့ကိုအနည်းငယ်ပြုတ်နိုင်တဲ့အကြောင်းတွေကိုနားလည်အောင်ပြောပြပေးထားပါနံပါတ်9 အချိန်နဲ့နှုတ်ပြခြင်းဟာဘယ်တော့မှပြန်မရနိုင်ဘူးဆိုတာကိုပြောပြပါအချိန်နဲ့နှုတ်ပြခြင်းကိုဖြုံးတီးပြတဲ့အခါတစ်ချိန်မှာကြီးစွာသောနောင်တကိုရသိနိုင်တဲ့အကြောင်းပေါ့နံပါတ်10ဘဝမှာကိုလုံးသမျှကိုပြန်ခံရမယ်ဆိုတဲ့အကြောင်းမင်းရဲ့သမီးလေးနားလည်အောင်ပြောပြထားပါကောင်းတာလုပ်ရင်ကောင်းတဲ့အကျိုးပြန်ရမယ်မကောင်းတာလုပ်ရင်မကောင်းတဲ့အကျိုးပြန်ခံရမယ်ဆိုတာကိုမင်းရဲ့သမီးလေးနားလည်ပါစေနံပါတ်7 စစ်မှန်တဲ့အလားတရားဆိုတာတိုးပြတ်တင်နဲ့ပေါ်ပြတာမျိုးမဟုတ်ပဲအင်္ဂလိပ်ရှိရှိလုံုံသာလှပတင်တယ်ခြင်းအားသာစစ်မှန်တဲ့အလားဆိုတာကိုမင်းရဲ့သမီးလေးနားလည်အောင် ပြောပြထားပါနံပါတ်7တခြားမိမတယောက်ရဲ့ခင်မိုးနဲ့အိပ်စက်ခြင်းဟာအလွန်ဆိုးရုပ်တဲ့အဖြစ်ဖြစ်ကြောင်းမင်းရဲ့သမီးလေးကိုပြောပြပါနံပါတ်7အိမ်နောင်တဲ့ယောက်ျားတွေဟာတခြားမိမတယောက်ကိုမချစ်တဲ့အကြောင်းကစားစရာလိမ်ဖျော်ပြီးအယုတ်တယုတ်အဖြစ်သာသဘောထားတဲ့အကြောင်းသူနားလည်အောင် ပြောပြထားပါ နံပါတ်14လောကမှာကိုယ့်ရဲ့အကောင်းဆုံးဖော်ဆိုတာကိုကိုယ်တိုင်ပဲဆိုတာကိုမင်းရဲ့သမီးလေးနားလည်ပါစေ။ဒါကြောင့်ဘယ်သူမှအယုံမလွယ်ဖို့တခြားသူတယောက်ကိုအလွန်အကျွံမမီဖို့အတွက်ဆုံးမသင်ပြပေးပါ။နံပါတ်15ပန်းလေးတစ်ဝက်ဟာပင်ပေါ်မှာလှပစွာပွင့်ဖူးနေလူတိုင်းလူချင်းတတ်မှတ်စွာမောကြည့်ကြမှာဖြစ်ပေမယ့်မျိုးပေါ်မှာကျွေးကြနေရင်တော့လူတိုင်းတတ်နေခံရမှာပဲ။ဒါကြောင့်ကိုယ့်ရဲ့ဘဝနဲ့ကိုယ့်ရဲ့အလောက်ကိုတန်ဖိုးထားတတ်ဖို့ မင်းရဲ့သမီးလေးကိုပြောပြပေးပါ။နံပါတ်6အုံနောက်မရှိရဲ့မိမတယောက်ရဲ့အလှဆိုတာအလှဆင်ထားတဲ့ဝတ်တကောင်လိုသူများစားတော့ဖို့အတွက်ဖြစ်သွားတဲ့တယ်ဆိုတာကိုမင်းရဲ့သမီးလေးကိုအတည်ပြုထားပါ။နံပါတ်7လောကမှာအရာရာကိုအောင်နိုင်ခြင်းရဲ့အခြေခံကကိုယ့်ကိုယ်ကိုယုံကြည်မှုဖြစ်တဲ့အတွက်မင်းရဲ့သမီးလေးကိုကိုယ့်ကိုယ်ကိုယုံကြည်တတ်ဖို့အမြဲတမ်းလမ်းညွှန်ပြသပေးပါ။နံပါတ်8လိန်နဲ့ပတ်သက်တဲ့အသိပညာဟူသမျှကိုရှယ်ရွံ့စေရလို့မယူဆသေးပဲ။ မိန်းကလေးတယောက်အတွက်လိုအပ်တဲ့အသိပညာတစ်ခုဖြစ်သူမှနားလည်ပါသည်။နံပါတ်၁၉ရုပ်ရည်ချောမောလာပါတဲ့ယောက်ျားထံနားလည်မှုပြေဝါပြီးကျင်နာတတ်တဲ့ယောက်ျားသာသူမရဲ့ဘဝကိုလုံခြုံလွှဲထွေးသင်မှာဖြစ်တဲ့အကြောင်းသူမှနားလည်အောင် သင်ပြပေးပါ။နံပါတ်၂၀တက်ကြွဖြက်လက်တာနဲ့ရှက်ပေါ်လို့လီယာမတူဆိုတာကိုမင်းရဲ့တမီးလေးနားလည်ပါသည်။မင်းရဲ့တမီးလေးကပန်းလေးတစ်ပွင့်လိုလှပသွားပွင့်ဖူးလာဖို့ သူ့ရဲ့ဘဝကိုသူကိုယ်တိုင်အကောင်းဆုံးတည်ဆောက်နိုင်မှုဒီချက်20ကိုမဖြစ်မနေပြောပြပေးထားဘူးမမေ့လိုက်ကြနဲ့နော်